မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မင်းကုန်းတောင်ရွာနဂဘတ်တောင်ဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်သားများကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၄ဦးသေဆုံးပြီးတော့၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့မွန်းလွဲတနင်္လာကမင်းကုန်းဒေသမင်းကုန်းတောင်ရွာမှာရှိတဲ့နဂဘတ်တောင်ဖုန်ကြီးကျောင်းမှာအင်အား30လောက်နဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအလေးအငိုက်ဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီးတော့၄ဦးကိုအရှင်ဖမ်းဆီးရမိကဂျီ3အမျိုးအစ ာတနတ်၄လက် MA1 အမျိုးအစားတနတ်၂လက်နဲ့ခရမ်းပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျာ။ စစ်ခွေးစခန်းတစ်ခုလုံးကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်အလောင်းလေးလောင်းနဲ့သုံမန်း၄ဦးကိုဖမ်းဆီးရမိခဲ့တယ်ကျန်တဲ့စစ်ခွေးတွေအကုန်လုံးကတော့ထွက်ပြေးသွားပါတယ်မင်းကွန်ရဲစခန်းကနေစစ်ကူတွေအများပြားတက်လာတယ်ဖုံးကြီးချောင်းဖြစ်နေတာကြောင့်စစ်ခွေးစခန်းကိုမိရှို့ရှင်းလင်းတာမျိုးတော့မလုပ်ခဲ့ဘူးလို့ယူနီကွန်ပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုယူနီကွန်ပြောက်ကြားတပ်ဖွဲ့နဲ့ No More Dictatorship NMD တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းကံဘလူမြို့နယ်ဇီးကုံမြို့အနီးမှာစစ်ကောင်စီတပ်သား6ဦးပြစ်တက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ကပြည်သူပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ30ရက်နေ့မနေ့6ရက်နေ့ကမှကံဘလူမြို့နယ်မူးစုံကင်းစခန်းကစစ်ကောင်စီတပ်သား6ဦးဟာဇီးကုံရဲစခန်းဘက်ကိုစိုက်ကဲနဲ့ထွက်လာတဲ့အချိန် စခန်းနဲ့မီတာ1500လောက်အကွာမှာတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းစစ်ကောင်စီတပ်သား6ဦးစလုံးတေဆုံးသွားပြီးတော့လက်နက်ကြီးပစ်ကူစစ်ကူများအလုံးရင်ရောက်ရှိလာတဲ့အတွက်ကြောင့်လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲတော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။မူးစုံကင်းအထိုင်စခန်းကနေဇီးကုံရဲစခန်းဘက်ကိုစိုင်းကဲ3စီးနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပစ်ခတ်တန်နေကြပြီးတော့ဇီးကုံအထိုင်စခန်းနဲ့ မိုးစုံအထိုင်စခန်းကပါလက်နက်ကြီးလက်နက်ငယ်တွေပြစ်ကူပြီးအင်အားအလုံးရင်းနဲ့ကျွန်တော်တို့ရှိရာနေရာကိုစစ်ကူလာကြပါတယ်အဲဒါကြောင့်လက်နက်တောင်မကောက်နိုင်ခဲ့ဘူးလို့ထန်းကုန်းတိုက်နယ်ပကဖတာဝန်ခံကိုငယ်ကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုကန့်ဘလူ Counter Revolution Army KBUCIA အဖွဲ့ကဥဆောင်ပြီးတော့ကမ်ဘလူထော်ကြီးပကဖကမ်ဘလူလျက်ပြေးပကဖနဲ့ကမ်ဘလူတောသားပကဖမဟာမိတ်အဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်ဇီးကုံမြို့ရဲစခန်းနဲ့မူးစုံကင်းစခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားများကအင်အားအလုံးရင်းနဲ့ဇီးကုံမြို့ရန်ကြီးအောင်ကွက်တဲမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာရှိတဲ့ကြံ့ဖို့ပါတီယုံကိုအကြံ့ဖတ်ဆက်တက်က လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့ည10:00နာရီလောက်မှာစေကူးမြို့ပေါ်မှာရှိတဲ့ကြံ့ဖို့ပါတီရုံးကိုအကြမ်းမဆက်တဲ့ရဲတရုတ်လေတပ်ကနေတက်လာတဲ့ Mid 29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့သိရပါဗျ။အကြမ်းမဆက်တဲ့ရဲလေကြောင်းတိုက်ခိုက်မှုအတွင်းမှာကြံ့ဖို့ပါတီရုံးအဆောက်အဦထိမှန်ပြက်စီးသွားပြီးတော့ပြည်သူတွေတော့အထိကမရှိဘူးလို့သိရပါဗျ။စေကူးမြို့ပေါ်ကကြံ့ဖို့ပါတီရုံးကိုအကြမ်းမဆက်ခွေးတက်က ဒရုန်းလေတပ်ကနေတက်လာတဲ့ MiG 29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါစံဖို့ပါတီရုံးအဆောက်အဦတစ်ခုလုံးထိမှန်ပြသသွားပြီးပြည်သူတွေတော့အထူးကိမရှိဘူးလို့ပြင်းဝင်ခရိုင်ပကဖကတာဝန်ရှိသူကရှင်းပြထားပါဗျ။ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ခွေးတပ်နဲ့ဝေးရမှာနေထိုင်ကြရန်နဲ့လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခုချင်းများကိုတူးထားကြရန်ပြင်းဝင်ခရိုင်ပကဖကအတိပိနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းညောင်တုံးမြို့နယ်အမှတ်6ရပ်ကွက်မှာပြူစောထီလို့ခေါ်တဲ့ပြည်သူစစ်ခွေးများကအရသာပြည်သူတအုပ်ဖြစ်တဲ့ကိုအောင်လွင်ကိုဓာတ်နဲ့ဝိုင်းခုတ်ရာကိုအောင်လွင်ဟာအပြင်းထန်ဒဏ်ရာရရှိပြီးတော့အသက်အန္တရာယ်ဆိုရင်ရကအတွင်းလူနာအဖြစ်နဲ့ဆေးကုသမှုခံယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့ည10:00နာရီအချိန်မှာညောင်တုံးမြို့အမှတ်6ရပ်ကွက်နေအိမ်မှာကိုအောင်လွင်တို့ဇနီးမောင်နှံတအုပ်စကားပြောနေတဲ့အချိန် တခိုးဆိုတဲ့အော်ဒန်ချတဲ့အတွက်နေအိမ်အောက်ထပ်ကိုဆင်းကြည့်ရမှာပြူစောတိဘိုချစ်ကအိမ်ပိုင်ရှင်ကိုအောင်လွင်ရဲ့မျက်နှာကိုဓာတ်နဲ့ခုတ်ခဲ့တယ်လို့သိရပါဗျ။ခမှန်ပြီးတော့နောက်ထပ်ရောက်ရှိလာတဲ့ပြူခွေးတွေကလည်းအိမ်ပိုင်ရှင်ကိုအောင်လွင်ကိုနံပါတ်တုံများရဲတဲ့များဓာတ်များနဲ့ခမှန်ပြီးတော့ဝိုင်းခုတ်ကြတယ်လို့သိရပါဗျ။အဖွဲလိုက်ကိုအောင်လွင်ကိုဓာတ်တွေရဲတဲ့နေနံပါတ်တုံတွေနဲ့ရိုက်တာခုတ်တာကိုအောင်လွင်မူပင်ဆေးုံမှာအတွင်းလူနာဖြစ်နေပါတဲ့ကိုအောင်လွင်ကသူ့အိမ်ကိုတခိုးကတ်တာလားဆိုပြီးတော့ဆင်းကြည့်တဲ့အချိန်မှာ ပြူစောတိအဖွဲ့ကဓာတ်တွေနဲ့ဝိုင်းခုတ်တာအဲ့ဒီဓာတ်နဲ့ခုတ်တဲ့ပြူစောတိတွေကိုညောင်တုံးမြို့မှာရဲစခန်းကလည်းအမှုအဖွဲ့အေးအေးယူတာမရှိဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။အရတားပြည်သူကိုအောင်လွင်ကိုဓာတ်ရဲတဲ့နံပါတ်တုံးများနဲ့အုပ်စုအဖွဲ့ရိုက်နှက်ခဲ့တဲ့သူတွေဟာပြူစောတိအဖွဲ့ဝင်တွေဖြစ်တဲ့ဘိုချဲတန်းစိုးဘုံကိုခေါ်ဇော်မင်းအောင်ရာဇာမင်းစိန်ကလာဇင်ဦးနိုင်လင်အောင်စော်ထက်ဇင်ထက်ကိုကရင်ကြီးတန်ဦးစိုးသိန်း မြင့်မောင်ငမဲကြော်တန်းနဲ့အောင်ကုန်မင်းတို့အဖွဲ့ဖြစ်တယ်လို့ဒေသခံများကတိုင်ကြားထားပါဗျ။ညာကြီးအချိန်မတော်အရသာပြည်သူတို့ရဲ့နေအိမ်ကိုပြူစောတိတွေကတွားကတ်တာကပစ္စည်းခိုးဖို့ဖြစ်နိုင်ပါတယ်။အင်ရှင်ကိုတွေ့တော့မှဝိုင်းပြီးတော့ရိုက်နှက်တာမျိုးလို့ယူဆရတယ်လို့ညောင်တုံးကအခြားပြည်သူတို့ကရှင်းပြထားပါဗျ။ပြည်သူစစ်လို့ခေါ်တယ်။ပြူခွေးအဖွဲ့တွေဟာအကြမ်းဖက်စစ်တပ်ကလက်တပ်မွေးထားတဲ့လက်ကင်ထုတ်တပ်ဖွဲ့များဖြစ်ပြီးတော့အဲ့ဒီအဖွဲ့တွေကကျူးလွန်တဲ့ပြစ်မှုများနဲ့ရာဇဝတ်မှုတွေကိုစစ်တပ်ရဲ့သဘောတူညီမှုမရဘဲနေမြေကန်ရဲတပ်ဖွဲ့တွေက အရေးယူရန်ခက်ခဲနေတယ်လို့ရဲတရင်ရင်းမြစ်ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်နာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင် တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပြစီခင်ဗျာနေစင်မပြတ်အစ်င့်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲတောင်ပိုင်းအမှတ်ဆက်ခွန်ရက်ကွက်မှာအသက်30အရွယ် ကိုအေးကိုကိုမှတ်ပုံတင်လုပ်ပေးမယ်ဆိုပြီးတော့ရက်ကွက်ရုံးကိုလိန်ခေါ်ပြီးစစ်တပ်ကစစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇော်လ30ရက်နေ့မှာဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်အမှတ်79ရက်ကွက်ကျူးကျော်တဲတန်းမှာနေထိုင်တဲ့အသက်30အရွယ်ကိုအေးကိုကိုမှတ်ပုံတင်လုပ်ပေးရန်ရက်ကွက်ရုံးကိုလာဖို့အတွက်ခေါ်ယူလိုက်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ကိုအေးကိုကရက်ကွက်ရုံးကိုသွားတဲ့အခါမှာစစ်တပ်က၎င်းကိုစစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ကိုအေးကိုကိုမှတ်ပုံတင်လုပေးမယ်ဆိုပြီးတော့ရက်ကွက်ရုံးကိုလိန်ခေါ်တာသူ့မှာမှတ်ပုံတင်မရှိလို့အခုချက်ချင်းလုပေးမယ်ဆိုပြီးတော့ခေါ်တာသူတို့ကဆင်းရဲတယ်မိသားစုကလည်းကျူးကျော်မှနေတာအဲ့ဒါရက်ကွက်ရုံးရောက်တော့တက်ကအသင့်ဆောင်နေပြီးတော့သူရောက်လာတာနဲ့တခါတည်းကားပေါ်ကိုတင်ပြီးတော့ဖမ်းခေါ်သွားတာလို့ကိုအေးကိုရဲ့မိတ်ဆွေကရှင်းပြထားပါတယ်စစ်ဗိုလ်တန်းအဖြစ်နဲ့လိန်လယ်ခေါ်ဆောင်ခြင်းခံရတဲ့ကိုအေးကိုကိုစစ်တပ်ကဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာကိုမိသားစုကိုအသိမပေးပဲလာမဲ့ဇွန်လအတွင်းမှာဖွင့်လှစ်မဲ့စစ်ဗိုလ်တန်းအပစင်25ကိုတက်ရောက်ရမှာဖြစ်တယ်လို့သိရပါတယ် မှတ်ပုံတင်မရှိတဲ့သူကိုမှတ်ပုံတင်လုပေးမယ်ဆိုပြီးတော့ရက်ကွက်ယုံလိန်ခေါ်စစ်ထဲထဲတာကတော့အင်မတန်မှကိုယုံညံ့ပြီးအောက်တန်းချလုံးပါတယ်လို့ကိုအေးကိုရဲ့မိတ်ဆွေကရှင်းပြထားပါတယ်အကြမ်းဖက်စစ်တပ်က2024ခုနှစ်ဧပြီလကစတင်ပြီးတော့စစ်မှုထမ်းတင်နှံများကိုလဆင်ဖွင့်လှစ်ခဲ့ပြီးယခုအခါမှာစစ်မှုထမ်းအပတ်စဉ်15ကိုရောက်ရှိလာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းလေတုံမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်ကိုလုံးပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မွန်းလွဲ2:22မိနစ်ခန့်မှာလေတုံမြို့နယ်အတွင်း ဟင်းသာဝဲကြီးရွာအတွင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းဟင်းသာဝဲကြီးရွာအတွင်းမှာနေထိုင်တဲ့အသက်22နှစ်အရွယ်ကိုချစ်တုံးအသက်36နှစ်အရွယ်နော်တောင်းရွှေအသက်2နှစ်အရွယ်နော်လာအေဖော်အသက်17နှစ်အရွယ်ဝါစုံဦးနဲ့အသက်2နှစ်အရွယ်စောတီထူးတို့၅ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်ကိုလုံးထိခိုက်ပျက်စီးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ